ကန်တော်ကုန်လွန်သွားတဲ့ထိုင်းပြည်ကြီးဘူမိပေါ်ကိုချစ်မြတ်နိုးကြတဲ့ပြည်သူပြည်သားတွေဟာအော်တိုဝါလာ22ရက်နေ့မှာဘန်ကောက်မြို့ရှိဘေးရန်တန်းတော်ရှိမှာဘေးရန်ကြီးကိုဂုံပြူဆက်ဆိုးထားတဲ့တခြင်းကိုတီးဆိုခဲ့ကြတယ်လို့သိရပါတယ်။လာရောက်စုယုံကြတဲ့လူအုပ်ကြီးဟာအရေးအတွက်တောင်းတဲ့ချီရှိပြီးဘီရင်ကြီးရဲ့တပ်ပုံနဲ့ဘီရင်ကြီးပုံပါတဲ့ပတ်စံတွေကိုကင်မြောက်ကဂုံပြူတခြင်းကိုတည်ဆူနေကြပါဗျာ။ အားလုံးလိုလိုဟာဝမ်းနေချင်းအထိမ့်မှတ်အမဲရောင်ဝစ်စုံတွေကိုဝစ်ဆင်ထားကြပြီးအချို့မှာငိုကျွေးနေတာတွေကိုတွေ့ရပါဗျ။ပင်ကြီးကွယ်လွန်ခဲ့တဲ့ပြီးခဲ့တဲ့ရသက်တပတ်ကလောက်ကစပြီးဘီအန်တန်တော်အရှိမလူအမျိုးများကလာရောက်ကာရဝပြုနေကြတာဖြစ်ပါတယ်။ဒီထဲမှာအချို့သူတွေဟာနေအတော်ဝေးဝေးကလာရောက်တဲ့သူတွေဖြစ်တယ်လို့လည်းသိရပါဗျ။ ဘရင်ကြီးနဲ့ရွာဆန်သွားတဲ့အတွက်ဝန်းနေချင်းကာလာကိုအစိုးရကတနှစ်သတ်မှတ်ထားပြီးအမဲအောင်ဝစ်စုံတွေဝစ်စင်ကြဖို့နဲ့ပွဲတော်များအားလုံးကိုရက်30ရွှေဆိုင်ဖို့လည်းအစိုးရကညွှန်ကြားထားပါဗျ။ဘရင်တော်ဝင်မိသားစုနဲ့ပတ်သက်တဲ့ပြောဆိုဝေဖန်ချက်တွေကိုလည်းတားမြစ်ထားပြီးတော်ဝင်မိသားစုဂုံတိတ်ခါကြောင့်ပြုမှုပြောဆိုပါကရာဇဝဲမှုမြောက်က1015နှစ်အထိပြည်ထောင်ချမှတ်ခံရနိုင်တယ်လို့လည်းထိုင်းအစိုးရကထုတ်ပြန်ထားပါဗျ။